င်တည်းရောဂါဟာတကဘာလုံးမှာမသိသူမရှိလောက်အောင်လူသိများတဲ့ရောဂါတစ်ခုပဲဖြစ်ပါတယ်။ AID ရဲ့ယောဂကို1982ခုနှစ်မှာပထမဆုံးစတင်တည်ထောင်မိခဲ့ပါတယ်။ AID ရဲ့ယောဂဟာ HIV ဗားတဲ့ကူးစက်ခံရတဲ့သူမှနောက်ပိုင်းကိုယ်ခံအားကျဆင်းလာပြီးမှဝင်လာတဲ့နောက်ဆက်တွဲယောဂလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့ AID ရဲ့ယောဂနဲ့ပေါ့နော်ပတ်သက်တဲ့လူတွေအတိမှားနေကြတဲ့အချက်ခွနဲ့ချက်ကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ ထမချက်ကတော့ HIV ကိုကူးစက်ခံရလို့ရှိရင်ကုအန်နဲ့ထိစေးမရှိဘူးကျိန်းပေပေါက်သေးနိုင်တယ်။အရင်ခေတ်တွေတုန်းက AID ရဲ့ယောဂါဟာကုအန်နဲ့ထိစေးမရှိတဲ့ယောဂါ၊တိမ်မိတ်ကြပိတဲ့ယောဂါအပြင်လူတွေသိခဲ့ကြပါတယ်။တကယ်လဲ HIV ကိုကူးစက်ခံရတဲ့သူဟာနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ပင်ချုံးလာပြီးတော့ယောဂါပေါင်းစုံဝင်လာပြီးတဲ့နောက်မှာတော့နောက်ဆုံးသေဆုံးသွားရတာများပါတယ်။အခုခေတ်မှာတော့ဆေးပညာတွေကတိုးတက်ထွန်းကားလာတာနဲ့အတူ HIV ပိုးကိုအကောင်အထည်လျော့ပေးနိုင်တဲ့ဆေးတွေ ထက်မပွားအောင်ထိန်းထားပေးနိုင်တဲ့ဈေးတွေလို့လူသိများကြတဲ့ ARD ဈေးတွေကြောင့် HMB ပေါ်ရှိတဲ့သူဟာ ARD ဈေးကိုပုံမှန်တောက်မယ်ဆိုလို့ရှိရင်ပုံမှန်လူတွေအတိုင်းတက်တန်းဈေးနေနိုင်ပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့ HMB ပေါ်ရှိရတဲ့အနေကိုရနေတဲ့ဈေးမရှိဘူးကျင်းတိပါတင်နိုင်မယ်ဆိုတာမှားပါတယ်။ဓမ္မနှစ်ချက်ကတော့ HIV နဲ့ AIDS ရောဂါကအတူတူပဲ လူတူတော်များများက HIV နဲ့ AIDS ရဲ့ယောဂါကိုအတူတူပဲလို့ထင်တတ်ကြပါဗျ။တကယ်တော့ HIV ဆိုတာကဗိုင်းရပ်စ်ပိုးဖြစ်ပြီးတော့ AIDS ဆိုတာကတော့ HIV ပိုးရှိတဲ့သူဟာ ARDS ကိုမတောက်ခဲ့လို့ခန္ဓာကိုယ်က CD4 ခုခံအားဆဲတွေအလွန်မင်ကျဆင်းလာတဲ့အခါမှာယောဂါပေါင်းစုံဝင်လာတဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်။ HIV ပိုးရှိသူတိုင်း AIDS ရဲ့အဆင့်ကိုမရောက်ပါဘူး။ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တေချာပြသပြီးတော့ လိုအပ်တဲ့ AIDC တွေကိုပုံမှန်တောက်သွားတဲ့သူတွေဟာ AID ရဲ့အဆင့်ကိုမရောက်နိုင်ပါဘူး။ဒါကြောင့်မို့လို့ HIV နဲ့ AIDS ကအတူတူပဲဆိုတာလည်းမှားပါတယ်။နံပါတ်3ချက်ကတော့ HIV ကိုရှိသူအချင်းချင်းအကာအကွယ်မပါဘဲနဲ့လေးဆက်ဆံနိုင်တယ်။ HIV ကိုရှိတဲ့သူဟာနောက်ထပ် HIV ကိုရှိတဲ့သူတယောက်နဲ့အကာအကွယ်မပါဘဲလေးဆက်ဆံနိုင်တယ်လို့အများစုကလွဲမှားစွာတွေးနေကြပါတယ်။ HIV ကို HIV1 နဲ့ HIV2 ဆိုပြီးတော့ဗိုင်းရပ်အမျိုးအစားနှစ်မျိုးရှိတာမို့လို့ HIV ကိုရှိရတဲ့ချင်းချင်းအကာအကွယ်မပါဘဲနဲ့လဲဆက်ဆံတဲ့အခါမှာတကယ်လို့တယောက်က HIV 1ရှိနေခဲ့ပြီးတော့နောက်ထပ်တယောက်က HIV 2ဖြစ်ခဲ့တော့ရှိလို့ရှိရင်အကာအကွယ်မပါဘဲနဲ့လဲဆက်ဆံလိုက်တဲ့အခါမှာနှစ်ဦးစလုံးကို HIV 1 or 2ရောကူးစက်ခံရနိုင်ပါတယ်။ HIV 1နဲ့2နှစ်မျိုးစလုံးကူးစက်ခံရတာဟာတစ်မျိုးတည်းကူးစက်ခံရတာထက် AIDS အဆင့်ကိုပြောင်းနိုင်ခြင်းပုံများပါတယ်။ဒါကြောင့် HMB ကိုရှိသူအချင်းချင်းလေဆက်ဆံတဲ့အခါမှာလည်းအကာအကွယ်သုံးသင့်ပါရှင်။နံပါတ်၄ချက်ကတော့ HMB ပိုးကသတ္တရတဆင့်ကူးစက်နိုင်တယ်။ HMB ပိုးကသွေးနဲ့လိင်ညာကထွက်တဲ့အရေအတဆင့်ပဲကူးစက်နိုင်ပါတယ်။သတ္တရတဆင့်မကူးစက်နိုင်ပါဘူး။လူအတိုင်းဝိုင်းမှာ HMB ပိုးရှိတဲ့သူတွေကိုခွဲခြားပြီးတော့ဆက်ဆံတာတွေကိုတွေ့ရတတ်ပါတယ်။ထမင်းတူတူပေးမစားတာ ခြေတောက်တဲ့အခါမှာလည်းခွက်တက်တက်လှုပ်ခိုင်းတာတွေကိုတွေ့ရတာတော်တော်များပါတယ်။အဲဒီအချက်တွေဟာ HMB ဘိုးကသတို့ရဲ့တဆင်ကူးဆက်တက်တယ်ဆိုတဲ့အသိမားတွေကနေပြီးတော့လာပါတယ်။တကယ်တော့ HMB ဘိုးဟာအချင်းချင်းပွေဖက်တာထမင်းတူတူစားတာရေတူတူတောက်တာလောက်နဲ့မကူးနိုင်တာမို့လို့ HMB ဘိုးရှိတဲ့သူတွေကိုခွဲခြားပြီးတော့ဆက်ဆံမှုမလိုအပ်ပါဘူး။ ARDC တွေကို HMB ကိုထိန်းချုပ်နိုင်ပြီဆိုလို့ရှိရင်စက်တောက်စရာမလိုတော့ဘူးအခုကိမှာအစမ်းထက်လာတဲ့ ARDC တွေကြောင့်ဈေးတွေကသာပုံမှန်စနစ်တကျတောက်သွားမယ်ဆိုရင်နှင်းနေငယ်ကြတဲ့အခါမှာသွေးထဲမှာ HMB ဘိုးကိုရှာမတွေ့တော့တဲ့အထိပိုးကိုထိန်းချုပ်နိုင်သွားတာဖြစ်ပါတယ်ဒါပေမဲ့ဒီအခြေအနေအရပေါ့နော် HMB ကခနာကိုယ်ထဲမှာလုံးဝမရှိတော့တာတော့မဟုတ်ပါဘူး။ဒီလိုထိ ंछ ုံနိုင်သွားတဲ့အခါဘာရကောင်းလာလဲဆိုလို့ရှိရင် HMB က AID ရဲ့အဆင့်ကိုမပြောင်းနိုင်သလိုခနာကိုယ်က CT4 ကုက္ကရာဆဲတွေလည်းအားပြန်ကားလာနိုင်ပါတယ်။ HMB ပို့ကိုထိကျုံနိုင်နေဆိုပေမဲ့ ARDC ကိုတော့တသက်လုံးဆက်တောက်သွားပါမယ်။တကယ်လို့ ARDC တောက်တာရက်လိုက်မယ်ဆိုလို့ရှိရင် HMB ပို့ထိကျုံနိုင်တဲ့အခြေအနေကပျက်စီးသွားပြီးတော့ HMB ပို့တွေပြန်ပွားလာနိုင်ပါတယ်။ဒါကြောင့် ARDC တွေကို HMB ပို့ထိကျုံနိုင်ပြီဆိုရင်ဆက်တောက်စရာမလိုတော့ဘူးဆိုတာမှားပါတယ်။ HMB ပို့ရှိတဲ့မျိုးသမီးတယောက်ဟာခလေးယူလို့မရဘူးလား။ အရှံပြည်ဖို့ရှိတဲ့မျိုးသမီးတယောက်ဟာပိုးမရှိတဲ့မျိုးသမီးထက်ကလေးမွေးတဲ့အခါကလေးကိုအိမ်ရှံပြီးကူးဆက်နိုင်ခြင်းပုံများပါတယ်။မွေးဖွားနေတဲ့အချိန်မှာကူးဆက်နိုင်တယ်လို့ ိုးတိုက်တဲ့အချိန်မှာလည်းကူးဆက်နိုင်ပါတယ်။ဒါပေမဲ့ HIV ပိုးရှိတဲ့မျိုးသမီးတယောက်ဟာခလေးယူလို့မရဘူးဆိုတာတော့မဟုတ်ပါဘူး။ကိုယ်ကိုမထင်းချုံနိုင်တဲ့အချိန်မှာခလေးယူမိခဲ့လို့ရှိရင်ရိုးရိုးမွေးတာမဟုတ်ဘဲနဲ့ခွဲမွေးတာမိခင်တို့မတိုက်ဘဲနဲ့ဖော်မြူလာမျိုးပဲတိုက်တာမျိုးနဲ့ခလေးကို HIV မကူအောင်ကွက်ွယ်လို့ရပါတယ်။ ART ဈေးပုံမှန်တောက်ပြီးတော့ပိုးကိုထင်းချုံနိုင်တဲ့အချိန်မှာခလေးယူရင်တောင်မှပဲမိခင်တို့တိုက်ရင်တောင်မှပဲခလေးကို ကူးဆက်နိုင်ကြရအတော်နေပါတယ်။ဒါကြောင့်မို့လို့ HMB ကိုရှိရမျိုးသမီးဟာလည်းခလေးယူလို့မရဘူးဆိုတဲ့အတွေ့အကြုံမှာပါတယ်။နောက်ဆုံးချက်ကတော့ဗဇက်နဲ့လေဆက်ဆက်လို့ရှိရင် HMB ကိုမကူးဆက်နိုင်ဘူး။ HMB ဘိုးဟာလင်ကာကနေပြီးတော့ထွက်တဲ့အရေရတက်စင်ကုဆက်နိုင်တယ်လို့ပဲအများစုကသိထားတော့ဗဇက်နဲ့လေဆက်ဆံရင်မကုဆက်နိုင်ဘူးလို့အတိမှားနေကြပါဗျ။ တကယ်တော့လေငါမှာပဲဖြစ်ဖြစ်ပါဇက်မှာပဲဖြစ်ဖြစ်အနာလေးဖြစ်နေတဲ့အချိန်မှာပါဇက်နဲ့လေဆက်ဆံနိုင်လို့ရှိရင် HIV ကိုကူးစက်နိုင်ပါတယ်အခုပြပြခဲ့တာကတော့ HIV AIDS နဲ့ပတ်သက်တဲ့လူတွေအတိမှားနေကြတဲ့အချက်9ချက်ပဲဖြစ်ပါတယ်နောက်ထပ်လည်းအတိမှားနေတဲ့အချက်တွေရှိလို့ရှိရင်ကွန်မန့်မှာရေးခဲ့ပေးကြပါအောင်เนาะဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်